တော်ရရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆရာမှာကတော့စိုင်းဆရာကြီးတင်ညွန့်ရဲ့တန်တရာကျွေးဆိုတဲ့ဝတ္ထုတို့ကိုနားဆရာမှာဖြစ်ပါတယ် ထွန်းဝါသည်သူ၏ဂုံလုံးဆိုင်ကိုမနက်6နာရီထိုးသည်နှင့်ဖွင့်လေသည်သူဆိုင်ဖွင့်ဝင်ခြင်းတွေ့လိုက်ရသည်မှာအမျိုးသမီးတဦးဖြစ်သည်အဝေအစားနွမ်းနွမ်းပါးပါးနှင့်ဖြစ်တော်လဲစင်းရဲနွမ်းပါးသည့်အမျိုးစားတဲကမဟုတ်ကြောင်းသတိပြုမိသည် သူကငါနမဘာများအလိုရှိလို့လဲကွ အမျိုးသမီးကမနေ့ကဦးလေးဆိုင်မှာ ကျမသားလေးစံတပြီဝယ်ခိုင်းလိုက်ပါတယ်ဟုတ်လားဘာများဖြစ်လို့လဲကွ စံတပီရှစ်ချက်မဟုတ်လားရှင်ကောက်ွယ်သေးကလားဟုတ်ကဲ့ပါရှင်တပီရှစ်ချက် ဟုတ်ပါတယ်ဘာများဖြစ်လို့လဲကျမကသားကို30တန်တရွက်ပေးလိုက်ပါတယ်ရှင်အဲ့ဒါစံတပီရှစ်ချက်ဆိုတော့ဦးလေးကနှစ်ချက်ပဲပြန်အမ်းရမယ်လीအဲ့ဒါဘာဖြစ်လို့လဲကွယ်ဦးလေးကသားကိုနှစ်ချက်မအမ်းပဲ5ချက်တန်တရွက်မှားအမ်းလိုက်လို့ပါသားကလည်းကစားခြင်းစုံးနဲ့ဒီတိုင်းယူလာပါတယ် အိမ်ရောက်တော့ကျမကိုနှစ်ချက်ပေးရမယ်စာငါးချက်တန်ပေးတော့ကျမလည်းအံ့အားတင်သွားပါတယ်။သုံးချက်ပူအန်းလိုက်တာညကလေးကလာပေးမလို့ပါရှင်။ဒါပေမဲ့မိုးချုပ်သွားတာနဲ့ဒီမနက်မှလာပေးရတာပါ။ရော့ပါဒီမှာငါးချက်တန်ပါရှင်။ကျမကိုနှစ်ချက်ပဲပြန်အန်းပါ။ဦးထွန်းဝကအတော်လေးအံ့ဩသွားသည်။သူကပူအန်းလိုက်ပြီးကို လာပြန်ပေးသောဈေးဝယ်နှင့်တကြိမ်မြမကြုံဘူးသောကြောင့်ဖြစ်သည်။ငါနမဘဲကတော့လာရတယ်လေကွယ်။ ရွှေသားလျောင်းကပါရှင်ဟာအဝေးကြီးပဲမြင်းလဲနဲ့လာရင်တော့အတော့ပြန်နှစ်ချက်လောက်ကြမယ်ယူသွားပါတော့ကွယ်ကျမသူများပစ္စည်းကို မတရားမယူခြင်းမဘူးရှင်ညကသားလေးပို့ပြီးယူလာလို့တညာလုံးစိတ်မကောင်းဖြစ်နေတာလူဆိုတာသေမျိုးရှင်အခုချက်ချင်းသေခြင်းသေနိုင်တာသေသွားရင်ဥလေးရဲ့အကျွေးကျမစီအပါမခံနိုင်ဘူးရှင်တော်ကြနောင်ဘဝဥလေးစီမှာဒီသုံးချက်လေးနဲ့ကျွန်လာခံနေရမှာကြောက်လို့ပါ အေးကွယ်ငါတူမလို့ဈေးဝယ်မျိုးနဲ့မကြုံဘူးပါဘူးရွှေတွေငွေတွေဝစ်လာပြီးတော့တောင်မပေးရသေးတာကို ပေးပြီးပြီလို့ညင်းတာနဲ့ကြုံဘူးတော့ငါနှမစိတ်သက်ကို လေးစားသွားပြီကွယ်ကျမတို့မချမ်းသာပါဘူးဦးလေဒါပေမဲ့တန်တရားအကျွေးအတင်မခံဘူးဦးထုံးမကသူ့ထံမှငါးချက်တန်းကိုယူပြီးနှစ်ချက်ပြန်အန်းလိုက်သည်အမျိုးသမီးကသူ့ဆိုင်မှထွက်သွားသည်သူ့နားထဲတွင်ကြားနေမိသည့်စကားလုံးမှာ ။တန်တရားကြွေးဆိုသည့်စကလုံးဖြစ်သည်။ဥထုံဝတယောက်ထိုင်ရမလို့ထရမလို့ဖြစ်နေသည်။သူစဉ်းစားနေသည်မှာဥထောင်ကြီးပွဲယုံကို သူအကျွေးပေးစရာရှိနေသည်။ထိုအကျွေးကလည်းကြာပြီ။အကျွေးနှစ်တောင်းဆက်စရာကို သူလည်းနေရွှေညရွှေနဲ့လုံနေခဲ့သည်မှာနှစ်ပေါက်နေပြီ။အမှန်တော့သူမပေးနိုင်၍မဟုတ် ပေးနိုင်မှာတော့လေငွေတွေကိုဟိုလိုလှဲ့ဒီလိုလှဲ့ကာတုံးနေမိခြင်းဖြစ်သည် ငါသေးရင်တန်တရာကျွေးပါသွားတော့မှာပါလားသူကစဉ်းစားပြီးစိတ်တွေလှုပ်ရှားနေသည် နောက်ဆုံးသူ့မိမကို ခေါ်လိုက်သည်မိမကြီးစိုင်းထိုင်ပေးအောင်ငါဥထောင်ကြီးပွဲရုံကို သွားလိုက်အောင်မယ်သူကဥထောင်ကြီးပွဲရုံမသွားမီအိမ်ထဲကငွေ2000ယူသွားသည် ဥထောင်ကြီးပွဲရုံကိုရောက်သည့်အခါတွင် အထောင်ကြီးအကျွေးလာဆက်တာကြာသာမူကျိုးနေအကျွေးလာဆက်တဲ့လား နှစ်ပေါက်နေပြီငါအချင်းချင်းလူလွတ်တောင်းခိုင်းတာနင်းရှောင်းနေတယ်အခုမှဘာစိတ်ကူးပေါက်လို့လဲအထောင်ကြီးနင့်ကျွေးကိုငါတေးရွာပါအောင်မယူသွားခြင်းမူနင်းကဘရော့တေးမာမှုလို့လဲလူဆိုတာဒီနေ့တေးမလားတော်ကြတေးမလားဘသူကပြောနိုင်တယ်လဲအထောင်ငါနင့်အကျွေးမပေးပဲချက်ချင်းတေးသွားရင်နောင်ဘွားနင့်အိမ်မှာကျွန်လာခံနေရမှာပေါ့နင့်ကြုံတော့မဖြစ်ချင်ဘူးအထောင်ဒါကြောင့်အကျွေးလာဆက်တာနင့်စကားငါသဘောကျတယ် ဖုန်ကြီးလဲခေါ်တယ်မသေးခင်အရှုပ်တွေရှင်းခဲ့ရမယ်တဲ့နင့်စကားငါသဘောကျတယ်ဖုန်ကြီးစကားလဲအခုမှလေးနံမှန်းသိတယ်ဟုတ်တယ်မသေးခင်ရှင်းခဲ့ရမယ်ဥထုံးဝကအထောင်ကိုငွေနှသောအကျွေးဆက်လိုက်သည်သူက သူ့ဈေးထဲကဆိုင်ကိုပေါ်ပါစွာဖြင့်ပြန်လာသည်စိတ်ထဲတွင် မတင်မကျနှင့်ထိုင်မရထမရဖြစ်နေသူမှာဥထောင်ကြီးခေါ်အထောင်ဖြစ်သည် ငါဘလို့လုပ်ရမလဲသူအကျွေးမဆက်ရင်တန်တရာကျွေးပါသွားမှာတဲ့ငါတငယ်ချင်းမြင့်မောင်စီကလွန်ခဲ့တဲ့9နှစ်လောက်ကငွေတသိန်းချေးထားတာမြင့်မောင်တည်သွားတော့ငါလည်းဒီလိုပဲမသိကြအောင်စောင့်နေခဲ့တာအလိုအဲ့ဒီတန်တရာကျွေးကငါစီပါသွားတော့မှာပါလားမဖြစ်သေးပါဘူးသူ့မိမနဲ့ကလေးလဲဆင်းရဲဒုက္ခရောက်နေတယ်ကြားတယ်ငါအမြန်ဆုံးအကျွေးသွားဆက်မယ်တော်ကြာငါသူ့အိမ်မှာကျွံသွားဖြစ်နေမှဒုက္ခ ညနေဆောင်တွင်အထောင်သည်မြင်းလေလေးစီးကရွှေသားလျောင်းဖျားအနီးရှိရက်ွက်လေးတစ်ခုစီးကိုတွားခဲ့သည် သူကတဲအိမ်လေးတစ်ခုရှိတွင်ရက်လိုက်ပြီးဟဲ့ရွှေကြီးရွှေကြီးဘာတူလဲအိမ်ထဲကမိမတယောက်ထွက်လာသည်အော်အထောက်မလားရှင်ပါလာလောက်တာလေလုံခဲ့တဲ့9နှစ်လောက်တုန်းကနေ့ယောက်ျားစီကငါငွေတစ်သိန်းချီးထားတယ်အဲ့ဒါလာပြန်ဆက်တာကိုမြင့်မောင်တေးပြီးတော့ရှင်စီကိုလာပြောတော့ရှင်ကမချီးထားပါဘူးဆို ငါမှတ်သွားပါတယ်ရွှေကြည်ရဲ့ငါတန်တရာကျွေးပါမသွားခြင်းမူဒါကြောင့်နင့်ကိုအကျွေးလာဆက်တာပါယော့ဒီမှာငွေတသိန်းမရွှေကြည်ကငွေတသိန်းကိုလက်ခံလိုက်သည်တန်တရာကျွေးတန်တရာကျွေးဟုသူကနှုတ်ကတဖွားဖွားပြောလိုက်သည်ထိုမရွှေကြည်မှာမြည်သူဖြစ်မည်ထင်မှသည်မနက်ကဥထုံးဝဆိုင်ကိုငွေ၃ချက်ပို့သောကြောင့်လာပြန်ပေးသွားသောအမျိုးသမီးပင်ဖြစ်သည် အိန္ဒိယဇလန်းလေးတစ်ပုဒ်ကိုမိញမ်းထားခြင်းဖြစ်သည် တင်ညွန်2ရက်17လ2025ခုနှစ်တော်ရရှင်များခင်ဗျာအခုဆက်လက်ပြီးတော့စာရေးဆရာကြီးတင်ညွန်ရဲ့ အတန်ဖြင့်နှိမ့်ဆက်မှုများဆိုတဲ့ဝတ္ထုတို့ကိုဆက်လက်နားဆင်ရမှာဖြစ်ပါလေ။မနေ့ကျွန်တော်လမ်းလျှောက်ပြန်လာချိန်တွင် မောင်ကျော်စွာက ဖုန်းဆက်သည်။ဆရာအိမ်ပြန်ရောက်ပြီလား။ခုပဲရောက်တယ်ကွ။ကျွန်တော်ကမိုးရွာလို့လမ်းလျှောက်မထွက်ဘူးထင်းနေတာ။တရက်တော့မိုးများလို့အပြက်ခံလိုက်တယ်ကွ။ဒီမနေ့တော့လမ်းမလျှောက်ရရင်တခုခုလိုသလိုဖြစ်နေလို့ခါတိုင်းလျှောက်နှုံးတဲ့ထောက်ဝက်လောက်လျှော့လိုက်ရတယ်။ဘာဖြစ်လို့လဲမောင်ကျော်စွာ။ဒီနေ့လှုပ်ပိတ်တယ်ဆရာ။ ကျွန်တော်ဆရာစီလာမလို့အခုဈေးကိုရောက်နေတယ်ဘာမှအုံးမလဲလို့ပါ။အော်အေးအေးငါဒီမနေ့ဈေးပဲမရောက်ဘူး။ကြက်ဥ6လုံးလောက်ဝယ်ခဲ့ကွာ900တန်းနဲ့ကပေါ့ပတ်စံပါရဲ့လား။ပါတယ်ဆရာကျွန်တော်ဝယ်ခဲ့မယ်ဒါပဲလား။အေးအဲ့ဒါပဲ။ကျွန်တော်ကမောက်ကြောသွားလာမည်ဆိုသဖြင့်ကွန်ပျူတာမဖွင့်သေးပဲထိုင်ဆောင်နေမိသည်။ခဏကြာတော့မောက်ကြောသွားရောက်လာသည်။ ကျွန်တော်တို့နှစ်ယောက်မိုးရွာသဖြင့်အိမ်ထဲမှာပဲစကားပြောကြသည်ဆရာညကအဲ့လိုမှရရဲ့လား၁၂နှစ်လောက်သူတို့ပွဲသိမ်းမှအိပ်ရတယ်ကွာကျွန်တော်တို့လမ်းထဲတွင် မိုးရဲလေတဲကိုကထိန်သမားတွေတညာလုံးအောင်မွဲခံကြသည်ဆောင်းဘောက်ကြီးတွေကိုအတန်ငုံဖွင့်သည်ထိုဆောင်းဘောက်တန်တွေကမြည်မြပြင်းသည်ဆိုသော ကျွန်တော်အိမ်ရေဆက်သွမိုးတွေကိုပင်တစ်ဖြက်ဖြက်ခုန်နေလောက်အောင်အတန်ပြင်းသည် ကျွန်တော်ကတဏီကုံစာအုပ်လိုက်လှူခံပြီးစာအုပ်တွေရွေးနေစဉ်ထိုအတန်ချက်ဆက်တန်းကိုမခံနိုင်လွန်းသဖြင့်အိမ်တကားတွေလိုက်ပေးရသည်မိုးအေးနေသောကြောင့်တော်တော့သည်သို့တော်ပန်ကာဖွင့်ကနေရသည်ဆရာကြီးပြောတော့ဗုဒ္ဓဘာသာတဲ့ကိုချင်းစာတရားနဲလိုက်ကြတာဒီလိုပါပဲကွာအများစုကမူနေယူနေရတာကိုကျင့်နေတဲ့ပတ်ဝန်းကျင်မှာနေတော့လေဘာတတ်နိုင်မှာလဲ သူတို့ကထိန်မွဲမပြီးမချင်းဝစ်ခံနေုံပေါ်အဲ့လာကြီးကိုကျွန်တော်မကြိုက်တာဆရာဘာမကြိုက်တာလဲကွာတရားလက်လွတ်လှုပ်ချင်တာလှုပ်လို့ရတယ်ဆိုတာကြီးကိုကျွန်တော်လည်းညကသွားပြောသေးတယ်ခြေရင်းအိမ်ကလူမမာကအသက်ထွက်တော့မယ်အဲ့ဒါနဲ့နဲ့လောက်အတန်တိုးပေးဖို့သွားပြောတာပိုဆိုးတယ်ဆရာကြီးအတန်ကိုပိုချဲ့ပြီးတော့တောင်တန်ပြိုင်អော်လိုက်ကြသေးတယ်ဆရာကိုတခုလောက်မေးခြင်းလို့ပါဘာများလဲကွာ အတန်ချစ်ဆက်တဲ့ပတ်သက်ပြီးဥပဒေမရှိဘူးလားဆရာ ရှိတာပေါ့ကွာ2012ခုနှစ်ကတည်းကပြထန်းနေတာပဲအတန်ချစ်ဆက်အသုံးပြုရင် ရက်ကွက်မှာအသုံးပြုခွင့်တောင်းမှုအများပြည်သူရဲ့အေဂျင့်တည်ငြိမ်မှုကိုအနှောက်အယှက်မဖြစ်စေဖို့သတ်မှတ်ထားတဲ့အချိန်အပိုင်းခြားအတွင်းမှာသာဖွင့်ဖို့ခွင့်ပြုထားတဲ့ရက်နေရာမှာသာဖွင့်ဖို့အမျိုးဘာသာဂုဏ်သိက္ခာကိုကြဆင်းစေတဲ့အကြောင်းအရာတွေမဖွင့်ဖို့ပြဋ္ဌာန်းတာတွေရှိတာပေါ့ ဒါပေမဲ့ဆရာရေည7:00နာရီ7:00နာရီထိအော်ဟစ်တောင်းကျမ်းတာကတော့လွန်ပါတယ်ပုံမှန်တော့မနက်6:00နာရီကနေည9:00နာရီထိပဲဖွင့်ဝင်ရှိတာကွာအများပြည်သူတွေအနှောက်အယှက်မဖြစ်စေရေးအတွက်ခွင့်ပြုသည့်ဥပဇာတွင်အများပြည်သူကြားယုံသာဖွင့်ဖို့ပြဋ္ဌာန်းထားတာပဲဒီရာဒီမှာတော့လမ်းပေါ်တွေလည်းလှည့်ပြီးစူညံနေလို့ရကြတာပဲအိမ်တုံအောင်ဖွင့်တာခွင့်ပြုထားသလားဆရာ ဥပဒေကတော့ခွင့်မပြုဘူးပေါ့ကွာလှုပ်ချင်တာလှုပ်မယ်အမျိုးဘာသာတာသနာအတွက်လှုပ်နေတာဆိုတဲ့အစွန်းရောက်စိတ်တွေကဥပဒေဘောင်ကျော်ပြီးတော့လှုပ်ချင်တယ်လို့လှုပ်တာတွေဖြစ်လာစေတော့တာပေါ့အခြေအနေတစ်ခုကိုခွင့်ကောင်းယူပြီးတော့ဘသူမှငါတို့ကိုမတားနိုင်ဘူးဆိုတဲ့စိတ်ဓာတ်တွေဝင်လာကြတာလေစီကံလိုက်နာဖို့တဲ့ကိုအုပ်စုတစုယက်ဒီตายာရေးကိုဦးစားပေးလာတဲ့သဘောတွေပဲ။ ဒီလောက်စုညံနာကြီးဟာကျွန်တော်တို့ကိုဒုက္ခတွေမဖြစ်စေနိုင်ဘူးလားဆရာ noise pollution လို့ခေါ်တယ်ကွာဒီလိုအတန်နဲ့ဒုက္ခပေးတာဟာထင်သလောက်ရိုးရှင်းတဲ့အနောက်ရှက်ပေးမှုတစ်ခုမဟုတ်ဘူးတနည်းပြောရရင်အတန်တိတ်လူသက်သမား silent killer လို့တင်စားရလောက်အောင်လူတွေရဲ့ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာနဲ့လူမှုရေးပိုင်းဆိုင်ရာကိုဒုက္ခပေးနိုင်တယ်စိတ်ဝင်စားစရာကောင်းလာပြီဆရာကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က လေရုညဉ့်ဉန်းမှုရဲ့နောက်မှာ noise pollution ကိုဒုတိယအကြီးဆုံးပတ်ဝန်းကျင်ဆိုင်ရာကျန်းမာရေးချိန်ချောက်မှုလို့သတ်မှတ်ထားတယ်။အဲ့ဒီလိုစူညံတန်းတွေဟာကျန်းမာရေးကိုဘလို့ထိခိုက်နိုင်လဲဆရာ။ကျန်းမာရေးစောင်းမားတွေမှာတော့အတန်တွေကြောင့်သွေးတိုးခြင်းနဲ့နှလုံးရောဂါဖြစ်နိုင်ခြင်းမြင့်တက်ခြင်းလေးဖြတ်ခြင်းတို့ကိုဖြစ်နိုင်တယ်လို့ဆိုထားတယ်။စူညံတန်းကြောင့်စိတ်ဖိစီးမှုဟော်မုန်းတွေကိုထုတ်လွှတ်စေပြီးနှလုံးခုန်နှုန်းမြန်ခြင်း ွေးကြောကျင်းစီပြီးရေရှည်မှာနှလုံးကိုဒုက္ခပေးနိုင်တယ်။ဒါကကိုယ်တွင်းနှလုံးကို ထိခိုက်စေတဲ့အပိုင်းနောက်တစ်ပိုင်းကအကြအာယုံကို ထိခိုက်စေတာ။အကြအာယုံ ဆုံးရှုံးခြင်းနဲ့နားတဲ့အတံမြည်ခြင်းတွေဖြစ်လာနိုင်တယ်။85ဒက်စီဘယ်တဲ့ကြော်လွန်တဲ့အတံကိုကြာရှည်စွာ နားထောင်မိရင် နားတွေကအာယုံခံဆဲများကိုအမြဲတမ်းပျက်စီးစေတယ်။နောက်တစ်ခုကအစာချေစနစ်ကိုပါထိခိုက်နိုင်တာ။စိတ်ဖိစီးလာရင် အစာအိမ်ဥလဲညောင်းဆိုင်ရာ ပြဿနာတွေဖြစ်လာနိုင်တယ်ဥပမာကွာအစာအိမ်နာ ဥမာကြီးရောင်ရမ်းနာတွေပေါ့ဆရာပြောမှာပဲကျွန်တော်တို့ပတ်ဝန်းကျင်မှာနှလုံးရောဂါအဖြစ်များလာတာတွေဖိုက်အောင်နေဆိုပြီးတော့တေကုံညတာတွေကိုသတိထားမိတော့တယ်နောက်ပြီးတော့လူတွေရဲ့စိတ်ပိုင်းဆိုင်ရာကိုလည်းထိခိုက်စေတယ်ကွာစူဂျန်တန်တွေကအုံနောက်ကိုအဆက်မပြတ်ချိမ့်ချောက်တလို့ဖြစ်စေပြီးစိတ်ဖိစီးတာတွေစိတ်တက်ကြတာတွေဖြစ်လာစေနိုင်သေးတယ် နောက်တစ်ခုကလူတွေအလိုလိုစိတ်ကိုဒေါသထွက်တာတွေဖြစ်လာနိုင်တာပဲလူတယောက်ဟာအတန်နဲ့အမြဲလိုလိုနှောက်ရတာခံနေရတယ်အေးယူတာတွေလည်းမရှိဘူးမတရားတာတွေကိုတိုင်လို့လည်းမရဘူးဘဲကိုတိုင်ရမှန်းလည်းမသိဘူးတိုင်လည်းအေးမြူဘူးဆိုတဲ့အခါမှာစိုးရိမ်ပူပန်တာတွေစိတ်တက်ကြတာတွေဥတီစေနိုင်နေတဲ့ဆရာကြီးဒီပြဿနာတွေဟာတောရွာတွေနဲ့ တော့မကြမြို့မကြနေရာတွေမှာပို့ပြီးခံစားရမယ်ထင်တယ်ဆရာ ကျွန်တော်တထေးနေတဲ့ရက်ကွက်မှာအိမ်ဆောင်ရင်တညသွားအိပ်ပေးဘူးလေအဲ့ဒီရက်ကွက်မှာတော့ဘာသမ်းမှကိုမကြတာဆရာ BIB ရက်ကွက်တွေဖြစ်မှာဗောဥပဒေကကွက်ကွက်လေးစိုးမိုးနေတဲ့နေရာတွေလေအဲ့ဒီနေရာတွေကိုစံထားပြီးတော့နိုင်ငံကြီးအေဂျင့်နေတယ်လို့ထင်တဲ့နေရာတွေဖြစ်မယ်ထင်တယ်တေးကြတာပေါ့ဆရာ ငါတို့တာမန်စင်ရသာတနေ့လုံးတနေ့စားတွေကတော့ထစ်ခနဲဆိုဒေါသထွက်ကြထိုးကြကြိတ်ကြဓာတ်နဲ့ခုတ်ကြဖြစ်နေတာအဲ့ဒီစနက်တွေလည်းပါသေးကွာလူတွေအိတ်ကောင်းခြင်းမအိတ်ရတော့အိတ်ပြောဖို့ခတ်တာတွေအိတ်ဆက်မှုရေသွေးကြဆင်းလာတာကွာနှစ်ချိုက်စွာအိတ်မပြောတာတွေမတိစိတ်ကနိုးထခြင်းတွေဖြစ်ပြီးဘာမှမလုပ်ဘဲမောပန်းနွမ်းနေတာတွေဖြစ်လာတတ်တယ်ရေရှည်မှမလုပ်ချင်မကင်ခြင်းလောက်အောင်ကိုခံအာစနစ်တွေနှဲလာတတ်တယ် အိမ်ကတူတူမတွေဆိုရင်စားတောင်ကြက်မရဘူးဆရာအဲ့ဒါသိမြင်မှုဆိုင်ရာထိခိုက်မှုပဲကွာကျောင်းသားတွေသာမကဘူးအလုသမားတွေလည်းအာယုံစူးဆိုင်နိုင်စွမ်းနေညော့နေလာတတ်တယ်။မှတ်ညံတွေနဲလာပြီးကျောင်းမှာအလုတွေမှာအလွဲလွဲအမှားမှားတွေဖြစ်လာစေတယ်။အထူးသဖြင့်ကလေးငယ်တွေရဲ့တင်ယူမှုစွမ်းရည်ကိုဓာတ်ရိုက်ထိခိုက်စေတယ်။ဆရာပြောမှာပဲကျွန်တော်တို့ဘဝတွေဟာကုရကရမဲ့ကိုဖြစ်နေတယ်လို့ခံစားရတယ်ဆရာ။ ခံပေါ့ကွာငါဒီအကြောင်းမကြာခဏရေးတယ်ကွာဒါပေမဲ့အလကားပါပဲအမုန်းခံရတာပဲအဖက်တင်တယ်မှန်တာကိုရေးလို့မရဘူးကွာလူတိုင်းခံနေရတဲ့ပြဿနာကိုမကြသေးခင်ကပဲပါကျုပ်စရာတော်ကြီးရဲ့တရားအတူလေးနားလဲရသေးတယ်အဲ့ဒီလိုတရားလွတ်လွတ်လုပ်နေတာကိုဘာကြောင့်ငြိမ်ခံနေသလဲဆိုတဲ့တရားပါအဲ့ဒီတရားကိုငါအဆအဆုံးနာကျင်လို့လိုက်ရှာနေတာမတွေ့သေးဘူး ဆရာတော်ကြီးတွေဘက်ကလှုပ်လာပြီဆိုရင်တော့ဒီပြဿနာအေးချမ်းသွားမယ်ထင်တာပဲ။ဘာဖြစ်ဖြစ်ပါဆရာရဲ့လာပြင်းနေဆိုရင်တော့ပြီးပါပြီ။ထင်သလားမောင်ကျော်စွာမြန်မာလူမျိုးတွေမှာတစ်နှစ်ကို12လရှိတာတောင်24ကလောက်ပျော်ခြင်းနေကြတာ။တမိုးလုံးခါတိုင်းကတိတ်လို့ဒီတမိုးဗမာတိတ်လို့လေ။မင်းတို့နားကဖုန်ကြီးเจ้าကပထန်းကို တမိုးတွင်လုံးရွတ်နေတာကြည့်။ဟုတ်ပါဆရာကြီး။တင်ညွန်း လေးရက်ဆက်တလ2025ခုနှစ်တော်ရရှင်များခင်ဗျာအခုဆက်လက်ပြီးတော့ စိုင်းဆရာကြီးတင်ညွန့်ရဲ့လူတော်လူကောင်းဆိုတဲ့ဝတ္ထုတို့ကိုဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။လမ်းစဉ်ပါတီခစ်ကဖြစ်သည်။ထိုခစ်ကလူတော်လူကောင်းတွေများစွာရှိခဲ့ပါသည်။သို့သောဥက္ကဋ္ဌကြီးကလူကောင်းလူတော်ဟူ၍ပြောင်းလိုက်ပြီးကတည်းကလူတော်တွေဘေးရောက်ပြီးသူတို့ကောင်းသည်ဟုထင်သူတွေရှိတတ်လာသည်။ထိုစဉ်ကပညာရေးကိုအလွန်စိတ်ဝင်စားသော လူကြီးမင်းတစ်ယောက်သည်မကြီးချုပ်ရွာကလေးကိုရောက်လာသည်။ ူကညနေခင်းတွင်ရွာလူကြီးကိုခေါ်ပြီးလမ်းလျှောက်လေသည်။သူတို့လမ်းလျှောက်ရန်လမ်းတွင်တစ်ခုတ်သမားတစ်ယောက်သည်တင်များကိုကျွဲဖြစ်ဆွဲရန်အတွက်နဖားများဖောက်နေသည်။သူကတစ်ခုတ်သမားဤသို့ချင်းကပ်သွားပြီး မောင်ရင်ချွေးတွေတန်တွေနဲ့ပင်မနေသလားကွ။တစ်ခုတ်သမားကလည်းပင်မနေရလို့တော့မဟုတ်ဘူးပေါ့ခမညာ။ထမင်းတစ်လုံးအတွက်လှုပ်ရပေါ့။မောင်ရင်ကို့လုံးမှာပျော်ရဲ့လား။မပျော်ဘူးဗျ။ဘာဖြစ်လို့တော့ ကျွန်တော်ကတစ်ခုတ်ချင်တာမဟုတ်ဘူးဗျဇက်လိုက်မင်းသားဖြစ်ချင်တာဒါပေမဲ့အဖေကတစ်ခုတ်သမားအကိုကလည်းတစ်ခုတ်သမားဆိုတော့ကျွန်တော်လည်းတစ်ခုတ်နေရတာပေါ့ခမရွေးချယ်စရာမှမရှိတော့ဘူးလူကြီးမင်းလည်းခေါင်းလေးတညိမ့်ညိမ့်နဲ့ထွက်ခွာသွားလေသည်သူတို့လာရလန်းတွင်ပိုက်ကုံကိုထမ်းပြီးပလိုင်းတစ်လုံးလွယ်လာသည့်လူတစ်ယောက်ကိုတွေ့ပြန်သည်ငါတွေအတော်ရခဲ့သလားရပေါ့နေတိုင်းငါဖမ်းသလား ငါမဖမ်းရင်ဘာနဲ့ထမင်းစားရမလဲခမားဒီလောက်ကိုလုံနေတာပျော်ရဲ့လားပျော်တယ်လို့တော့ဘယ်ဟုတ်မလဲခမားကျုပ်ကပဲ့တော်မောင်းညင်တာပတ်စံမရှိတော့ငါပဲဖမ်းနေရတော့တာပေါ့ငါများများဖမ်းနိုင်မှပတ်စံရမယ်ပတ်စံရမှမိသားစုကိုထမင်းကျွေးနိုင်မယ်လေသူတို့ဆက်လျှောက်လာကြသည် လူကြီးမင်းကရွာလူကြီးကိုမေးလိုက်သည်ဒီကရွာကလူတွေကတစ်ခုံငါဖမ်းမြစ်ချိုး ဝါခုံတဲ့ဘဝကိုဒီလိုပဲအဆုံးသက်နေကြရတာပေါ့နော်ဟုတ်ကဲ့ခမဒီရွာမှာမွေးတဲ့သူတွေဟာကြုံရကြပန်းလို့ရင်ဒီလိုပဲစားဖို့လေးရတဲ့လောက်နဲ့ပျော်နေကြတာပါအထွေထူးတိုးတက်ခြင်းစိတ်တွေလည်းမရှိကြပါဘူးအင်းအထက်ကတော့ပြည်သူတွေဝင်ငွေတိုးတက်ပြီးတော့ချမ်းသာနေကြတယ်လို့ထင်နေတော့တာပဲကြုံမြင်တဲ့လောက်တော့ခမရတို့ရွာကလူတွေမတည်ယုံတမဲစားဖို့တောက်ဖို့အလုပ်တွေပင်ပင်မှန်မှန်လုပ်နေကြရတာပဲ သူတို့ပြောပြောဆိုဆိုနှင့်ဘုံကြီးเจ้าကိုရောက်လာကြသည်ဘုံကြီးเจ้าထဲတွင်ဇေယကလေးတစောင်းပေါ်၌ကလေးစာအန်တန်များကြားရသည်လူငယ်တယောက်ကကလေးတွေကိုစာသင်ပေးနေခြင်းဖြစ်သည်ရွာလူကြီးခမားအဲ့ဒါဘာတူလဲခမားတို့ရွာမှာเจ้าလည်းမရှိပါဘူးစာသင်နေတာဘာတူလဲမျိုးကရောက်လာတဲ့ဆရာတော်ရဲ့တူတယောက်ပါသူကရွာကကလေးတွေကိုခေါ်ပြီးစာသင်ပေးတယ်လीဟုတ်လားကျုပ်တို့သွားပြီးစကားပြောကြည့်ရအောင် တို့ဇီယက်နီးတို့ရက်လိုက်သည့်အခါတွင်ဆရာလေးကစာတင်တီကိုရက်လိုက်သည်ဆရာလေးကျောင်းသားဗနေယောက်လောက်ရှိတယ်လေ20လောက်ရှိပါတယ်ဒီနေ့တော့9ယောက်မလာနိုင်ဘူးဆရာလေးစာတင်ရတာပျော်ရဲ့လားဗျပျော်တာဗောဆရာလေးကစာတင်ရတာကြိုက်တလားစာတင်ရတာကိုကြိုက်တာမဟုတ်ဘူးချစ်တာခမဒီလောက်ကိုချစ်လွန်းလို့ဖွဲ့ရပြီးကျောင်းဆရာလျှောက်ပေမဲ့ပါတီမဝင်လို့တဲ့ဆရာမခန့်ဘူးခမ ။ဒါကြောင့်ဦးစင်းရွာမှာကလည်းကြောင်းမရှိဘူးဆိုတော့ဝါသနာပါတဲ့အလုပ်လာလုပ်နေတာ။ပတ်စံယူသလား။ပတ်စံယူဖို့နေနေတာတာကြောင်းကိုတော့အတင်းလာတက်ခိုင်းနေရတာ။မိဘတွေကိုကြောင်းမပို့မှစိုးရင်လို့လိုက်တောင်းမှန်ရတာမောနေတာပဲ။ကျုပ်လူတွေအများကြီးကို လိုက်မေးကြည့်တယ်။ပတ်စံရဖို့လုပ်နေကြတာမပြောဘူးတဲ့။မောင်ရင်ကတော့ပတ်စံမရတဲ့အလုပ်ကိုပျော်တဲ့လားအလုပ်ချင်းမတူဘူးလေစာတင်တာ လေသမားကလာတက်တင်လို့မှမရတာစေတနာဝါဒနာရှိမှလှုပ်လို့ရတဲ့အလုပ်ပဲမောင်ရင်အနစ်နာဆိုတဲ့စကားတလုံးကြံခဲ့သလားလို့တမင်ခြံခဲ့တာ ကိုဝါဒနာပါတဲ့အလုပ်ကိုစေတနာပါပါနဲ့လုပ်နေတာနစ်နာတယ်မထင်မောင်များမောင်ရင်ဘွဲ့ရပြီးပြီလားရပြီးပါပြီဘာဖြစ်လို့အစိုးရအလုပ်တစ်ခုခုမှဝင်မလုပ်တလဲအဲ့ဒီအစိုးရကိုမကြိုက်လို့ပေါ့ ရွာလူကြီးကဆရာလေးကိုလက်ကရမ်းပြတော့လဲဆရာလေးကမမြင်။ဘာဖြစ်လို့အစိုးရကိုမကြိုက်ရလားလဲ။ပြည်သူတွေဖြစ်တင်တာတဲ့သူတို့ဖြစ်ချင်တာတွေသူတို့လုံနေလို့ပေါ့။ဒါတွေမပြောချင်ပါဘူးခမညာ။ဒါတွေပြောရင်ဒေါ်တွေပါလာလိမ့်မယ်။ကဲစာဆက်တင်လိုက်ဦးမယ်။ဆရာလေးကစာဆက်တင်သည်။လူကြီးမင်းကရွာလူကြီးနဲ့ဖုန်ကြီးအကြောင်းဝင်းနဲ့ကထွက်သွားသည်။ဆရာလေးကလူတော်လေးပါ။သူပြောတာတွေဘွေမြူပါနဲ့ခမညာ။ သူကမှန်တာတွေပြောတာပဲဘာဖြစ်လို့လဲ။ gain ခမည်းတော်နဲ့ဒီညရွာမှာမူလာတန်းကြောင်လေးတွေကြောင့်ဖွင့်မှု ဆွေးနွေးကြမယ်။ကျုပ်အားလုံးတောင်းဝင်ယူတယ်။အဲ့ဒီဆရာလေးကိုလည်းဖိတ်လိုက်ဗျာ။အစည်းဝေးလာတတ်ပါလို့။မကြီးချုံရွာတွင်နောက်တစ်နှစ်နိုင်မူလာတန်းကြောင်တစ်ကြောင်ဖြစ်လာသည်။သို့တော်စာတင်ရသည်ကိုချစ်သောဆရာလေးမှာထိုကြောင်တွင်ဆရာပြန်ခန့်ခြင်းမခံရသဖြင့်ရွာကထွက်သွားသည်။ယခုထိုဆရာလေးသည်မြည်သည့်နေရာကို ရောက်နေမှန်းမသိ။ ဆရာမရှိသောเจ้าမရှိသောနေရာတနေရာတွင် သူစာသင်ကောင်းသင်နေပေလိမ့်မည်။သို့မဟုတ်လူလောကတွင်ရှိခြင်းမှလည်းရှိလိမ့်မည်။တင့်ညွန်6ရက်17လ2025ခုနှစ် တော်ရရှင်များခင်ဗျာဒီကနေ့အတွက်နောက်ဆုံးတစ်ပုတ်အနေနဲ့စာရေးဆရာကြီးတင်ညွန့်ရဲ့မျောလင့်ချက်ဖြင့်အသက်ရှင်ပါဆိုတဲ့ဝတ္ထုတို့ကိုနားဆင်ရမှာပါကျွန်တော်ဖတ်ဘူးသည့်ပုံမြင်လေးတစ်ပုတ်ကြောင်းပြောချင်ပါသည်ဘရင်က လူနှစ်ယောက်ကိုတည်တံ့ချလိုက်သည် ထိုလူကဘရင်မြည်သည့်အရာကို နှစ်သက်သဘောကျကြောင်းသိထားသည် သူကဘရင်ထံစကားပလိုက်သည် သူကိုယ်သာအသက်ချမ်းသာပေးပါလျင်ဘရင်၏စီတော်မြင့်ကို တနေ့တွင်ပြန်တန်းနိုင်အောင်လှုပ်ပေးပါမည်ဟု၍ဖြစ်သည်ဘုရင်ကထိုစကားကို ကြားလိုက်လျင်ဝမ်းမြောက်သွားသည်မြင့်မြန်ကြီးကိုစီးပြီးတိုင်းငံလှဲ့လည်နိုင်တော့မည်ဟုစိတ်ကူးကာအကျဉ်းသားကိုလှုပ်စေးဟုပြောလိုက်သည်အကျဉ်းသားနေဖြင့်တနေ့တွင် မြင်းမူပြန်အောင်လှုပ်ပေးနိုင်ရမည်ဖြစ်သည် မလှုပ်နိုင်လျင်တက်မည်ဒုတိယအကျဉ်းသားကမြင်းပြန်နိုင်အောင်လှုပ်ပေးမည်ဆိုသောသူကိုမေးလိုက်သည် မင်းဘာဖြစ်လို့မဖြစ်နိုင်တာတွေပြောလိုက်ရတာလေ မင်းကွယ်မြင်းဆိုတာပြန်နိုင်လို့လားမြင်းမြန်ဆိုတာဒဏ္ဍာရီထဲမှာပဲရှိတာအပြင်မှာဖြစ်နိုင်လို့လားအဲ့ဒါဆိုလဲမင်းကဘာဖြစ်လို့ပေါ့ကြောင်ကြောင်ဂရီကိုပေးလိုက်ရတာလဲဒီလိုရှိတယ်ကွာငါပေးထားတဲ့ဂရီကိုလက်ခံလိုက်တယ်ဆိုကြဲကဘယင်လဲပေါ့ကြောင်ကြောင်ဆိုတာသိတာပါငါဘာကြောင့်ဒီဂရီကိုပေးလိုက်တလဲဆိုတော့လေးချက်ရှိတယ်ကွာ1အဲ့ဒီဘရင်တစ်နှစ်တွင်တည်သွားနိုင်တာပဲ2ငါလည်းတစ်နှစ်တွင်တည်သွားနိုင်တာပဲ3 3တနည်းတွင်မြင်းလဲတည်သွားနိုင်တာပဲ4ငါကိုယ်တိုင်ကမြင်းကိုပြန်အောင်လှုပ်ပေးခြင်းလဲလှုပ်ပေးနိုင်မှာပဲထို့ပုံမြင်လေးကဘာကိုပြောသည်နီးမြည်သည့်ခြေနေရောက်နေသည်ဖြစ်စေမျောလင့်ချက်တွေမဆုံးရှုံးရန်ဖြစ်သည်ကျွန်တော်တို့မျောလင့်ချက်တွေအမြဲထားနေရမည်ဘယ်တော့မှအရှုံးမပေးရန်လိုသည်မျောလင့်ချက်ဆိုသည်မှာအနာဂတ်တွင်ကောင်းနာတစ်ခုခုဖြစ်လာလိမ့်မည်ဟု၍ယုံကြည်ခြင်းဖြစ်သည် မျောလင့်ချက်ဆိုသည်မှာအုံနှောင့်နှင့်ခန္ဓာကိုယ်ကိုလှုပ်ရှားစေသောစွမ်းအားလည်းဖြစ်သည်မျောလင့်ချက်ရှိလျင်အခက်အခဲများကိုကျော်လွှားရမည်စိန်ခေါ်မှုတစ်ခုနေဖြင့်ရှုမြင်လာမည်ထို့ကြောင့်ထွက်ပေါက်မရှိလမ်းပိတ်နေပြီးဟုမမြင်တော့ထိုအချိန်တွင် စိတ်ဖိစီးမှုတွေယောနယ်လာပြီးစိတ်တက်ကြခြင်းကိုလည်းအကာအကွယ်ပေးပြီးသားဖြစ်သွားသည်လူတစ်ယောက်သည် အရှုံးမပေးဘဲဆက်လက်ကြိုးစားနေသည် ဆိုခြင်းမှာငါကြိုးစားလျင်တနေ့အောင်မြင်ရလိမ့်မည်ဟုသည် မျောလင့်ချက်ကြောင့်ဖြစ်သည်မျောလင့်ချက်သာပျောက်ဆုံးသွားလျင်ငါသည်ဘုံဘုံလဲကျသွားလိမ့်မည်အခက်အခဲတွေကြုံလာသည့်အခါတွင်အ мян ဆုံးပြန်လည်ထူထောင်နိုင်ခြင်းသည်မျောလင့်ချက်ပေါ်တွင်အခြေခံသည်အရှုံးမပေးသောစိတ်သည်လဲကျလဲငါပြန်ထနိုင်တယ်ဆိုသည့်ခံယူချက်ကိုဖြစ်ပေါ်စေနိုင်သည်လူတယောက်ဤတန်ဖိုးသည် အောင်မြင်မှုနှင့်ချမ်းသာမှုအပေါ်တွင်မတည်ပါမြည်သည့်အခက်ခဲတွင်မဆိုးစူးစမ်းရုန်းကန်ရဲသည့်စိတ်တဲ့အပေါ်တွင်သာတည်သည် အရှုံးမပေးဘဲဆက်လက်ယက်ဒီနိုင်ခြင်းကမိမိဘဝကို လေးစားတန်ဖိုးထားကြောင်းပြသခြင်းဖြစ်သည် ကံကြမ္မာဆိုသည်မှာမပြောင်းလဲနိုင်သည့်အရာမဟုတ်မြင်းကိုပြန်နိုင်အောင်လေ့ကျင့်ပေးနိုင်မှာပဲဆိုသည့်စိတ်ဓာတ်မျိုးကလည်းဖြစ်နိုင်ခြင်းရှိသောအနာဂတ်များပေါ်တွင်အာယုံဆိုင်ခြင်းဖြစ်သည်ယနေ့ခက်ခဲကြက်တဲနေမှုများသည်နောက်တလသို့မဟုတ်နောက်တစ်နှစ်တွင် မပြောင်းလဲနိုင်ဘူးဟုမြည်သူအမြအာမမခံနိုင်ပေအရှုံးမပေးဘဲဆောင်းဆိုင်နေခြင်းကလည်း အပြောင်းလဲအတွက်ခွင့်ရေးကိုဖန်တီးပေးခြင်းဖြစ်သည်အရှုံးမပေးလိုက်ပါနဲ့အရှုံးပေးလိုက်ခြင်းသည်ရုပ်ပိုင်းဆိုင်ရာအန္တရာယ်မဖြစ်သည့်တိုင်စိတ်ပိုင်းဆိုင်ရာတွင် ကြီးမားသောဆုံးရှုံးမှုများကိုဖြစ်စေနိုင်သည်ကျွန်တော်တို့မျှော်လင့်ချက်တွေထားကာရည်တည်နိုင်အောင်ကြိုးစားရမည်ဘယ်တော့မှရှုံးမပေးဘူးဆိုသည့်စိတ်သက်သည်မြည်သည့်အခြေအနေကမဆိုငါအားထုတ်မှုကိုမဖြတ်စည်းနိုင်ဘူးဆိုသည့်စိတ်သက်ကိုလည်းဖြစ်စေသည် မျောလင့်ချက်ပြတ်သွားလျင်အာထုတ်ခဲ့သည်များအိဋ္ဌပဲမဲ့သွားလိမ့်မည် တင့်ညွန်9ရက်17လ2025ခုနှစ်တော်ရရှင်များခင်ဗျာဒီကနေ့အတွက်စာရေးဆရာကြီး တင်ညွန့်ရဲ့ဝိထုတို့၄ပုဒ်ကိုတစုတစည်းတည်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ် နားဆင်ပေးခဲ့ကြသောတောရရှင်များအားလုံးကျန်းမာပေးကင်းကြပါစေခင်ဗျာ